ီမိုကရက်တစ်မြန်မာတန် TVB ရဲ့ဒီဇင်ဘာလ3ရက်နေ့ခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိနှိပ်မှုတွေပိုဖြစ်နိုင်တယ်လို့ကုလသမဂ္ဂကပြောလိုက်တဲ့သတင်းမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြပြီးတဲ့နောက်မြောက်ရီမဲဆောက်ကလို့စိတ်တွေကိုထိုင်းကရိုက်ရီပိတ်လိုက်တဲ့သတင်းနဲ့ကရင်နီမှာငါးနှစ်တွင်လေကြောင်းလက်နက်ကြီး drone ကြောင့်ပြည်သူ130ကျော်သေဆုံးခဲ့ရတဲ့သတင်းတွေနားဆင်ကြရမှာပါ မြန်မာစစ်အုပ်စုကလာမယ့်ဒီဇင်ဘာလနောက်ပိုင်းမှာဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကနိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကိုပြန်လည်ရရှိစေမယ့်အစားဖိနှိပ်မှုတွေနဲ့မတည်ငြိမ်မှုတွေကိုပုံမနဲ့ရှိုင်းစေနိုင်တဲ့အကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံဦးချောက်ဖွဲ့ရဲ့ပြောရင်းဆိုခွင့်ရှိသူဂျယ်ရမီလော်ရန့်စ်က ဒီရွေးကောက်ပွဲဟာစစ်တပ်ထိန်းချုပ်မှုအောက်မှာကျင်းပမှာဖြစ်လို့ထိန်းချုပ်မှုတွေအကြမ်းဖက်မှုတွေပြင်းထန်နေတဲ့ပတ်ဝန်းကျင်မှာနိုင်ငံရေးအရာပါဝင်မှုကိုတက်ကြစွာဖိနှိပ်ထားတဲ့အကြောင်းသတင်းတောက်တွေကိုပြောလိုက်တာပါကုလသမဂ္ဂလူခွင့်ရင်ဆရာမဟာမင်းကြီးဘော်ကာတက်ကလည်းမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကနိုင်ငံတဝမ်းမလုံခြုံမှုကြောက်ရွံ့မှုနဲ့အဆွန်ရောက်မှုတွေကိုပုံမခိုင်မာစေမှာဖြစ်တယ်လို့ပြောထားသလိုအကြမ်းဖက်မှုတွေအဆုံးသတ်ရင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆရာအကူအညီတွေစီးဆင်းမှုတေချာစေရေးကသာအဓိက ဦးစားပေးဖြစ်ရမယ်လို့ဆိုပါတယ် အနာသိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာရောက်ကရင်ဖွဲ့စည်း25ဖွဲ့ကစတင်ရှုံချကြောင်းဒီဇင်ဘာ၁ရက်နေ့မှာကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာကော်တူးလီနယ်မြေတွင်ကပြည်သူနေအိမ်ကြောင်းစေယုံနဲ့ဝတ်ပြုရာနေရာတွေအပအဝင်ပြည်သူလူထုကိုပြစ်မှတ်ထားကလေရင်အစစ်မြစ် drone တွေကိုအသုံးပြုပြီးနေစဉ်စွန့်တလို့ဘုံကျဲနေတဲ့အတွက်ပြည်သူနေအိမ်အဆောက်အုံတွေနေစဉ်နှိပါပျက်စီးနေပါတယ်ပြည်သူတွေကြုံတွေ့နေရတဲ့အခြေအနေကိုမြင်တွေ့နေပါလက်တချို့သောကရင်လက် က်ကိုင်အဖွဲ့အစည်းပါတီတွေဟာကရင်လူထုနဲ့မြန်မာပြည်သူတွေရဲ့အကျိုးကိုမကြည့်ပဲလူသားအဖွဲ့အစည်းကိုတရားဝင်အခွင့်အလမ်းပေးမဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံနေကြတဲ့အပေါ်ကမ္ဘာနိုင်ငံအသီးသီးကကရင်အဖွဲ့အစည်းတွေအနေနဲ့စိတ်ပြတ်မိကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့အခါစစ်ကောင်စီဟာတရားဝင်မှုကိုရရှိပြီးမြမနိုင်ငံရေးပဋိပက္ခလည်းအတွန်းရှည်သွားမှာဖြစ်သလိုစစ်တပ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝင်မှုတွေကိုလည်းအရေးယူဆောင်ရွက်နိုင်မှုပြက်ပြားသွားစေနိုင်ပါတယ်။ဒါကြောင့်စစ်ကောင်စီကဦးဆောင်ကျင်းပမဲ့အတူရောက်ရွေးကောက်ပွဲကိုကရင်လူမျိုးတွေအပါအဝင်တိုင်းရင်းသားလူမျိုးတွေအားလုံးအတူတကွစန့်ကျင်ရှုံချဖို့အရေးကြီးတယ်လို့တိုက်တွန်းထားပါတယ်။ မိုးကုံမိုးမိတ်တနေရာမှာတော်လှန်ရေးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားနိုဝင်ဘာ30ရက်ညကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA သတင်းပြန်ကြားရေးတာဝန်ခံဘုံဘူးကြီးတော်ဘူးကအတည်ပြုပြောပါတယ်။ဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာနဲ့ဒီကနေ့ဒီဇင်ဘာတရက်အထိတိုက်ပွဲဆက်ရှိသလားဆိုတာတွေနဲ့ပတ်သက်လို့သူ့အနေနဲ့မသိရသေးကြောင်းပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မိုးကုံပလဖ MD1 PDF တို့စီ TVB ကဖုံးဆက်မေးမြန်းခဲ့ပေမဲ့မိုးကုတ်မုံမိတ်ကိစ္စနဲ့ပတ်သက်လို့မပြောလို့သေးပါဘူးလို့ဆိုပါတယ် TNR ကမိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကိုမြန်မာစစ်တပ်စီပြန်ပေးလိုက်တာကြောင့်နိုဝင်ဘာ28ရက်နေ့လောက်ကစပြီးမိုးကုတ်မျိုးတွေကိုစစ်ကောင်စီတပ်တွေဝင်လာခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ကရင်ပြည်နဲ့ကရမ်းဒေသမှာစစ်တပ်အာဏာသိမ်းပြီး9နှစ်တာကာလအတွင်းအရက်သားနဲ့စစ်ပေးရှောင်ပြည်သူ130ကျော်တင်ဆောင်ခဲ့ရတယ်လို့တိုးတက်သောကရင်ပြည်သူအင်အားစု PKPF ကဒီဇင်ဘာ3ရက်မှာထောက်ပြန်ထားပါတယ်။ 2021ကနေ2025ခုနှစ်ဝင်မှာ30ရက်အထိအရက်သားနဲ့စစ်ဆောင်833ရက်အထိသေဆုံးခဲ့ရပြီးပြီးခဲ့တဲ့နိုဝင်ဘာလတလတာအတွင်းပြည်သူ12ရက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ငါးနှစ်တာကာလအတွင်းမတရားဖမ်းဆီးခံရသူအယောက်160နေအိမ်ပေါင်း3119လုံးပါပါရေးအဆောက်အုံ62ခုစတင်ကြောင်း30နဲ့စီယုံစေခန်း16ခုထိခိုက်ပျက်စီးခဲ့ရတယ်လို့ထောက်ပြထားပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုတရားမဝင်ကူးလူသွားလာနေတဲ့ကရုစိတ်တွေကိုထိုင်းအာဏာပိုင်တွေကယာယီပိတ်သိမ်းလိုက်တယ်လို့နိုဝင်ဘာ30ရက်မှာထောက်ပြန်ပါတယ်။ထိုင်းနယ်စပ်နေပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံရေးအရနိုဝင်ဘာ30ရက်ကနေဒီဇင်ဘာ6ရက်အထိ9ရက်အတွင်းတက်ခရိုင်တွင်ရှိမြို့နယ်၅ခုအကောက်ခွန်ဂိတ်တွေမှာခွင့်ပြုချက်မရဘဲကုန်စည်တွေတင်သွင်းတင်ပို့သွားလာတာတွေမလုပ်ဖို့ထိုင်းပြည်တပ်မတော်နရီစွန်စစ်ကြောင်းကနိုဝင်ဘာ30ရက်မှာထောက်ပြန်လိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တက်ခရိုင်မဲစောက်မြို့နယ်တွင်ကခြေရွာတွေကိုမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲပြီးတဲ့နောက်အခုလိုနယ်စပ်ကတရားမဝင်ဆက်လင်ခိတ်တွေကိုထိုင်းဘက်ကပိတ်လိုက်တာပါမြောက်ရီမြို့နယ်မင်းလက်ပံခြေရွာဘက်မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်စစ်ကောင်စီတပ်တွေနဲ့ကရင်မျိုးသားလူမျိုးရင်းတပ်မတော် KNR နဲ့ PDF ပူးပေါင်းတပ်တွေဂျာမနီညနေကနေညတကောင်လောက်ထိတိုက်ပွဲတွေဖြစ်ပွားပါတယ်စစ်ကောင်စီတပ်ဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာ ထိုင်းနိုင်ငံမဲဆောက်မြို့နယ်တဲကိုပါကြားရောက်ပောက်ကွဲခဲ့လို့ရှေ့ပြောင်းမြန်မာအမျိုးသမီးတယောက်နဲ့ကလေးငယ်တယောက်ထိခိုက်ဒဏ်ရာရပါတယ်